အာနာပါနကမ္မထံကိုအထုတ်တာဖျားဖြစ်တာဘာကမ္မထံနဲ့အထုတ်ဘာကမ္မထံနဲ့ဖျားဖြစ်တယ်လဲဆိုရင်အာနာပါနကမ္မထံနဲ့ဖျားဖြစ်တာနော်ထွက်လီဝင်လီကိုရှုမှတ်တယ်ပထမသမာဓိနီလံသမထချင်းစဉ်နဲ့ကျင့်သွားတဲ့အခါကျတော့ပထမယံလို့ညကို၃ပိုင်းပိုင်းလိုက်တဲ့အခါကျတော့ လေးနိုင်စီလေးနိုင်စီလေးသုံးနေဆက်နှစ်ပေါ့ညပိုင်း12နိုင်နေပိုင်း12နိုင်24နိုင်မှန်ပါပါညပိုင်းကို3ပိုင်းပိုင်းလိုက်တဲ့အခါပထမယံမှာပုပ်ဝေနိဝါဒနုတတိအဘိညာဉ်လို့ဆိုတဲ့ဇန်နေအစဉ်စဉ်တက်သွားပထမဇန်ရတယ်ဒုတိယဇန်ရတယ်တတိယဇန်ရတယ်သုတ္တဇန်ရသုတ္တဇန်ရပြီးတော့ပုပ်ဝေနိဝါဒနုတတိအဘိညာဉ်ဆိုတဲ့ အတိတ်ဘဝကိုပြန်ပြီးတော့ကြည့်နိုင်တဲ့စွမ်းရည်ရှိတဲ့ပညာမျိုးရမဇ္ဈိမယံလို့ခေါ်တဲ့တန်ခေါင်ယံရောက်တဲ့အခါကျတော့ဒိဗ္ဗစက္ခုခြားကွယ်နေတဲ့နေရာတွေဝေးလံတဲ့နေရာတွေအဲ့ဒီနေရာတွေမှာရှိတဲ့မမြင်နိုင်တဲ့တမ္မာပုဂ္ဂိုလ်တွေမမြင်နိုင်တဲ့နေရာကိုမြင်နိုင်စွမ်းရှိတဲ့ထူးခြားတဲ့ အမြင်တစ်မျိုးမျက်စိအမြင်တစ်မျိုးကိုရရှိလာတယ်ဒိဗ္ဗစက္ခုညာလို့ခေါ်တယ်ဒီချိန်မှာဖျားမဖြစ်သေးဘူးလို့တပထချင်းစဉ်ရစွန့်ဤတတ္တိတွေတက်တာပဲရှိသေးတယ်နောက်ဆုံးရန်ရောက်တဲ့အခါကျတော့မှအာတဝက္ခယအဘိညာဉ်လို့ဆိုတာဒီကျတော့တပထချင်းစဉ်နဲ့သွားတာမဟုတ်တော့ဘူးဝိပဿနာချင်းစဉ်မဲ့ခူးသွားပြီဟုတ်ကဲ့ နောက်ဆုံးရန်ရောက်တဲ့အခါကျတော့အာနာပါနစတုဋ္ဌဆံကနေထပြီးသူအာနာပါနစတုဋ္ဌဆံမှာရှိတဲ့တဘာဝတရားတွေကိုမမြဲတဲ့သဘောတွေဆင်ញင်မိတယ်ဆင်းရဲတဲ့သဘောတွေဆင်ញင်မိတယ်အဆိုးမရတဲ့သဘောတွေကိုဆင်ញင်မိတယ်အနိစ္စဒုက္ခအနတ္တလို့ဆိုတဲ့လက္ခဏာ၃ရပ်တင်ပြီးတော့ဆင်ញင်တဲ့ဝိပဿနာဉာဏ်တွေအစဉ်အဆက်ဖြစ်လာအစဉ်အဆက်ဖြစ်လာပြီးတော့ အရုံမတက်ခင်အချိန်လေးအတွင်းမှာပဲဝိပဿနာဉာဏ်အစဉ်စဉ်ကနေပြီးပထမသောတာပတ္တိမဲ့သောတာပတ္တိဖို့ဆိုတာဟုတ်သောတာပန်ဖြစ်တယ်ပေါ့ပထမစက်တိုက်ပဲသောတာပန်ဖြစ်ပြီးနောက်တဂရဂံတဂရဂံဖြစ်ပြီးအနာဂံဝိပဿနာဉာဏ်၄ကိုအစဉ်စဉ်မြင့်တင်လိုက်တာမဲ့၄ပါးဖို့၄ပါးအစဉ်အတိုင်းဖြစ်ပြီးနောက်ဆုံးအရတ္တမဲ့အရတ္တဖို့ဆိုတာကြတော့ အာယုံလဲတက်ရောရတ္တပညာရတ္တဖုန်ညာကိုလဲရပြီးတော့တပ္ပညုတညာတော်ကြီးပါတွဲဖက်ပြီးပါလာပြီးဖရာဖြစ်သူရောက်သွားတယ်လို့သူပြောပုဒ္ဓအာဝိဆာ၃ပါးပုဗ္ဗေနိဝါဒနုဒတိညာပုဆိုတာဓိဆိုတာဒိဗ္ဗစကုညာအာဆိုတာအာတဝခေယညာကိလေသာ အာသဝရီဂုံသွားတယ် အာတဝခေယဆိုတာအရတ္တမဲ့ရတ္တဖို့တချို့ကထင်ကြတယ်မြတ်စွာဘုရားဖြစ်တာဘုရားဟာတောတပံမဖြစ်ဘဲနဲ့ဘုရားတန်းဖြစ်တယ်လို့ထင်နေကြအဲ့ဒါလို့ကြော်လို့မရဘူးเนาะပထမတောတပံတောတပတိမဲ့တောတပတိဖို့အဲ့ဒီအခိုက်ကိုတောတပံခေါ်တာပဲပြီးရင်တဂရဂာမိမဲ့တဂရဂာမိဖို့ဝိပဿနာရှုနည်းနဲ့ပဲတက်သွားတယ် ပြီးတဲ့အခါအနာဂါမိမဲ့အနာဂါမိဖို့နောက်ဆုံးကြတော့မှအရတ္တမဲ့အရတ္တဖို့ဘုန်းကြီးတို့ဇူလိုင်လတုန်းကစင်ကာပူသွားပြီးဗိဓမာသင်္นานပို့ချပေးအဲ့ဒီမှာတကားတယောက်က website internet ကနေထုတ်ပြီးတော့ဆောင်းပါးတစ်ပုဒ်ကိုဘုန်းကြီးစီလာပို့ပြီးတော့မေးခွန်းမေးတာ အဲဆောင်းမရေးတဲ့ကိုတော်ကဘုန်းကြီးတော့ဘုန်းကြီးဗမာပြည်ကဘုန်းကြီးမဟုတ်ဘူးမလေးရှားကဘုန်းကြီးအဲဒီဘုန်းကြီးတပါးဝက်ဆိုက်ထဲမှာတင်ထားတယ်။ဘာတွေရေးထားတုံးလို့ဆိုတော့သောတပံမဖြစ်ဖဲနဲ့တဂရဂံဖြစ်တာလည်းရှိတယ်။တဂရဂံမဖြစ်ဖဲနဲ့အနာဂံဖြစ်တာလည်းရှိတယ်။အနာဂံမဖြစ်ဖဲနဲ့ယဟန္တာကြော်ဖြစ်တာလည်းရှိတယ်ဆိုပြီးတော့သုတ်တံပါဠိတွေကိုးကားပြီးတော့သူကအဲဒီမှာတင်ထားလေရဲ့နော်။မှန်ပါပါ ။ဘာတွေးလို့အဲ့လိုတင်ထားတာတုံးလို့ဆိုတော့ဆိုပါတော့ဗမာပြည်မှာဘွဲ့နာမည်ရဲ့နောက်မှာ MA တို့ PhD တို့ရေးထားပါလိမ့်။ရေးထားတဲ့အခါကျတော့ MA အောင်တဲ့ပုဂ္ဂိုလ်ကသူလေးရန်အောင်ပါတယ်လို့ပြောမလား။ပြောပါပါ။ပြောဘူးလေ။သူ BA ရတယ်လို့ရောပြောမလား။ MA လို့ပြောပြီးမှတော့ BA တို့ဘာတို့ကပြီးနေပြီပဲ။ ဲ့ဒါမျိုးလိုပဲသုတ်တံပါဠိတော်တွေမှာတခါတလေဒီဥက္ကသုတ်တို့ဘာလို့ဆိုတာသူအနာဂမ်မှာလို့ပြောတာအဲ့ဒါကိုသူကအတိပ္ပယ်ပဲလို့ကောက်တုံးဆိုရင်ဒီဥက္ကသုတ်တံကိုထောက်လို့ရှိရင်ဒီဥက္ကဆိုတဲ့တရားကြီးကသောတပန်လည်းမဖြစ်ဘူးတရားရကံလည်းမဖြစ်ဘဲနဲ့အနာဂမ်တန်းဖြစ်တယ်လို့သူကအဲ့ဒါလိုယူဆဒါဒီလိုယူဆမျိုးတွေမှားရွက်နေတာတွေကရှိတတ်တယ်เนาะမှန်ပါပါဘုရားမြတ်စွာဘုရားတောင်မှပဲ စတုမကပฏิပါတိယမလေးပါအစင်နဲ့တက်ရတယ်ဘုရားတော်ဘုရားတန်းဖြစ်တာမဟုတ်ဘူးမလေးပါဆိုတာကြော်လို့မရဘူးဒါကြောင့်မို့အံ့ဝယ်ရှိပြာ သာသနာဆိုတဲ့အဲမှာနအာယတနေကေဝအညာပฏิဝေတော်စစခြင်းအတတ်ဖို့ရရတယ်ဆိုတော့မဖြစ်နိုင်ဘူးတဲ့အနုပုပ္ပပฏิပဒါအစင်တိုင်းခြင်းရမယ် အနုဘဝတိတ်ခါအစဉ်တိုင်းလိုက်နိုင်ရမယ်အစဉ်တိုင်းကျင့်ကြံကြုတ်ကိုအထုတ်ပြီးတော့မှဘက်ဖို့ဆိုတာနောက်ဆုံးရတ်ဖို့ဆိုတာရောက်တာပါလို့ဘယ်ရာပဲဖြစ်ဖြစ်အခုလောကီပညာတွေရောမူလရန်ကပဲစတာပဲမဟုတ်လားမှန်ပါပါဗျာမူလရန်အရေးချင်းမရှိဘဲနဲ့အလဲရန်တက်လို့ပဲရအလဲရန်အရေးချင်းမရှိဘဲနဲ့ အထက်တန်းမရောက်ဘူးအထက်တန်းအီချင်းမရှိဘဲနဲ့တက္ကသိုလ်ပညာမရဘူးမှန်ပါပါဗျာဒါအီချင်းပြောတာဇံဝဲအောင်တာမောင်တာပြောတာမဟုတ်ဘူးမှန်ပါပါဇံဝဲဆိုတာတော့ဖြတ်ပေးလို့ရတာပဲဒါတော့ဟုတ်ကလားမှန်ပါပါအဲ့တော့ဒီအခုသောတပန်ဖြစ်တယ်တဂရဂံဖြစ်တယ်ဆိုတာစာတီဖြိတ်ပေးတာမဟုတ်ဘူးအီချင်းကိုပြောတာ အဲ့တော့သောတပန်အယီချင်းမှမရှိပဲတဂရကံတက်လို့မရဘူးတဂရကံအယီချင်းမရပဲနဲ့အနာကံတက်လို့မရဘူးအနာကံအယီချင်းမရှိပဲနဲ့ယဟနာမဖြစ်နိုင်ဘူးတဲ့ဒါကခုံကြော်လို့မရဘူးတဲ့ဖားများလို့ခုံသွားလို့မရဘူးတဲ့ဒီဟာတွေဒီအယီချင်းတွေကဟုတ်ကဲ့လားအေးဒါလည်းတတိပြုเสียပဲနောက်ကြလို့ရှင် စာပေမစုံလင်မနှက်ဆက်တဲ့ပုံကိုယ်တွေက အလွယ်တကူနဲ့ဟုတ်လားသောတာပန်ဖြစ်တာတို့တဂရဂံဖြစ်တာတို့အနာဂံဖြစ်တာတို့ဒါမျိုးတွေပေါ်လာနိုင်လောကလူတွေကလည်းအလွယ်ကြိုက်တဲ့လူတွေဆိုတော့ခုံလို့ရရင်တော့မိုးထီအောင်တော့ခုံကျင်အောင်ပါနော်အဲ့တော့ဒီလိုလုံးလို့မရဘူးတဲ့မြတ်စွာဘုရား တောင်းမှာပဲအာနာပါနဆံကို ပထမ သမထချင်းစင်နဲ့အောင်မြင်အောင်လုပ်ပြီးဒုတိယဝိပဿနာကုကုပြီးတော့ညာဥယံဟိုဘက်ကြော်တဲ့အခါမှာမောတယံရောက်ခံနေကြတော့မှမြတ်စွာဘုရားဟာဝိပဿနာညာအစဉ်စဉ်နဲ့သောတပတ္တိမဲ့သောတပတ္တိဖိုးသဂရဂါမိမဲ့သဂရဂါမိဖိုးအနာဂါမိမဲ့အနာဂါမိဖိုးလို့ဆိုရက်ဖိုးအစဉ်စဉ်တက်ပြီးနောက်ဆုံးမှာအရတ္တမဲ့ရတ္တဖိုးဆိုတာအရုံတက်တဲ့ချင်း အတော့တက်လိုက်တာနဲ့တပြိုင်နဲ့ဘုရားဖြစ်သူရောက်သွားတယ်မှန်ပါပါ